အာပွဲတော်တော်များများကုန်နေတာကိုပြောချင်တာ MC ကိုတတိယပါအဲမမေရဆိုလို့ရှိရင်တော့အာတခုရှိရပေါ့စင်မော်ရောက်နေအိုက်ကြတော့မှနာမည်စင်းကိုစင်အောက်ကနေလှမ်းပြီးတော့အာ body language လှမ်းပြောအဲ့တော့ယာတို့တွေ body language ကြောင့်ဘယ်လိုလို့နော်ဘယ်လိုလို့ပြောမလဲနော်ပွဲပြီးလို့ရှိရင်ငါတို့ပတ်စံရှင်ဖို့တကျတာမေ့နေကြတယ်လို့လို့အော်ဟာလိုလိုကျွန်တော်ကြောက်ကန်ကောင်းတယ်အားမျိုးတိတ်မကြုံတကယ်လားတကယ်မကြုံပြီးရမယ့်ဟာကိုဟို ရှေ့တစ်ဘက်ပေးမယ်ရှေ့တစ်ဘက်ပေးမယ်ရှေ့တစ်ဘက်ပေးမယ်ဆိုပြီးတော့နောက်ကြာလာတော့မှလေအရန်အဲ့လိုရန်ဖြစ်တယ်လို့ပြောပြီးတော့တောင်းတော့မှကျွန်တော်တို့လည်းလိုချင်တယ်လေဒီလိုလေကိုပင်မခံပြီးတော့လှုပ်ထားတယ်ပွဲဆို70ဒိန်းနော်70ဒိန်းပြင်ကိုကျွန်တော်ဒီ Ayu International Hospital နေပြီးတော့အကလီအတွက်ပေါ့နော်တကူလုံးစာ medical check up package package လက်ဆောင်ပေးမှာပါနော်ဒီနေ့ပွဲကတော့ကျွန်တော်တို့ဒီ World Children Day နဲ့ အဝမ်မစ်ဒေးပေါ့နော်ဒီရက်နှစ်ရက်ကိုအာအဓိကထားပြီးတော့ဒါရည်စူးပြီးတော့ရည်ရွယ်ပြီးတော့အစီအစဉ်ပြီးတော့လည်းကျွန်တော်ဒီအာယူဆေးရုံနဲ့ဖိုမို့စ်ဟိုမီကာနိုဝါနေပြီးတော့နိုဝါနေပြီးတော့ဒီ season of passion ဆိုတဲ့ပွဲလေးလုပ်ပေးတာပါဟုတ်ကလေးတွေရဲ့ကလေးတွေ talent ပေါ့ talent ပေါ့ဟုတ် talent ကိုထုတ်ဖော်ပေါ်ထုတ်ပေးတာဟုတ်အာပွဲတော်တော်များကုန်နေတာကိုပြောချင်တာ MC ကိုတတိယပါ ာဘာကြောင့်လဲဆိုတော့မင်္ဂလာမင်းကြတာမင်္ဂလာဆောင်မှာတော့မှဒီတိုင်းပဲဖိတ်တယ်ကျွေးတယ်ပြီးရင်ပြန်သွားတယ် activities အနေနဲ့ဘာမှမမြင်လိုက်ရတော့လေအမှန်တကယ်ပွဲထုတ်တာဆိုဘာမှမကုန်ဘူးလေနော်အာဘာမှမကုန်ဆိုတာအရင်လည်းမပါဘူးအမှန်တကယ်တကယ်ချင်းမူရီဆောင်သွားလိုက်တယ်ဥစ္စာ sorry စကားပြောပြတယ်ဟိုဟာတိတော့တိလိုက်တယ်အဓိကပါပါအတွက်သွားမဟုတ်ပြောချင်တာအားလားအရင်တော့ဆိုရိုးရိုးတန်းတန်းပဲအာသူတို့တင်းတန်းဆင်ပွဲလုပ်တယ်ဒါပေမဲ့ MC ပါသွားတော့ပွဲကခန်းခန်းနားနားနဲ့တက်တက်ရရနဲ့ ် activity လေးပါသွားတယ်ပေါ့အဲပြောချင်တာအဲ့ဒါပြောတာအဓိကပွဲတစ်ခုလှဖို့အတွက်လှဖို့အတွက်ဆို MC လေးလို့အဲ့တော့ today's international ပွဲကလည်း talent တွေအများကြီးရှိတယ်ဒါပေမဲ့ဆရာအခြေလုံးအကြီးအတွက် presenter ဆိုရင်ကျွန်တော်ပဲခေါ်တော့မှာအဲ့တော့အဲ့ဒါနဲ့ international ပွဲကိုလိုက်သွားတယ်လိုက်သွားတော့ဟိုရောက်တော့ကိုဘက်ကနေပြီးတော့ international ပွဲနဲ့ live ဖက်တဲ့အကြောင်းအရာလေးပြောအစီအစဉ်လေး game program တွေထည့်ပေးလိုက်တော့ခန်းကန်းနာတတတရရလေးဖြစ်သွားတာအဝေးဖို့ကြောက်တာအဲ့ဒါကြောင့် MC တွေသတိရပါလို့ မတ်တရတော့ MC မှာတော်တော်များတယ်တော်တော်များတယ်မတ်တရပွဲတွေကပွဲတွေကတော့ကိုကြီးရတပွဲနဲ့တပွဲเนาะအမတ်တရတော့လေ MC တွေကိုပညာပေးတော့ပွဲတိုင်းမှာအမမရဆိုလို့ရှိရင်တော့အာတခုရှိတာပေါ့စင်မော်ရောက်နေအိုက်ကြတော့မှနာမည်စင်းကိုစင်အောက်ကနေလှမ်းပြီးတော့အာ body language လှမ်းပြောအဲ့တော့ယာတို့တွေ body language ကြောင့်ဘယ်လိုလို့เนาะဘယ်လိုလို့ပြောရမလဲเนาะကိုလည်း ကိုကစင်ပေါ်မှာအဲ့တော့အကြမ်းမြင်ရနေရလည်းမဟုတ်ဘူးလေနော်အဲ့တော့ကျွန်တော်တို့ဆိုရင် MC ကအောက်ကရှိတဲ့ organizer တွေ client အနေနဲ့ eye contact ကိုအမြဲယူရပါတယ်သူတို့ဘယ်ချိန်ပြောင်းမလဲဘယ်ချိန် break မလဲဆိုတာဒါပေမဲ့ခုနကလိုဆိုးဆိုးဝါးကိစ္စရတော့လေနော်အရင်အဲ့လိုပဲဝင်လိုက်မှာတော့အဲ့လိုလေးအတွေ့အကြုံတစ်ခုစီရပါတယ်အရင်တစ်ခါတလေကြာရင်ကိုအမှတ်တာမမှတ်ထားမိတာကိုကြီးရဲ့ဟိုအရင် stress များပြီးတော့လေဖယိုဖယဲနဲ့အဆင်ပြေအောင်လုပ်ပြီးတော့ပြီးသွားပြီးပွဲလေအများကြီးရှိတယ်ပြောစရာကောင်းတဲ့ပွဲလေပြောစရာကောင်းတဲ့ကောင်းအပွဲလေအများကြီးတော့လေဟို ချုပ်ချက်ထားတာမရှိဘဲနဲ့ free သွားတဲ့ဟာမျိုးဆိုလို့ရှိရင်တော့ပြီးတော့မိုက်တယ်နော်အရင်အဲ့လိုလေပွဲကိုလှဖို့ပြောဖို့အတွက်ပဲဦးစားပေးပြီးတော့အာတကယ်ဟိုမှာစေတနာအပြည့်နဲ့ထားတဲ့ client တွေ agency တွေလည်းရှိတယ်အမျိုးမျိုးပါပဲကြုံတွေ့ရပါတယ်ဟုတ်ပါပါလုံးလို့ရတယ်ဗျဒီနေ့လို့ပွဲမျိုးဆိုရင်အရန်ပြောစရာအရန်ပြောစရာကောင်းတယ်ပွဲပြီးလို့ရှိရင်ငါတို့ပတ်စံရှင်မို့တချို့မေ့နေကြတယ်လို့လို့ဟာလို့လို့ကျွန်တော်ကြောက်ကန်ကောင်းတယ်အားမျိုးတိတ်မကြုံတကယ်လားတကယ်မကြုံ တကယ်ချင်းနေတဲ့မှာကြုံတယ်အဲ့လိုကြုံတယ်အများကြီးပဲဟုတ်လားဟိုအစိုးရတွေလို့ဒါစိုးစိုးဝိုင်းမကြုံရတာအားကြောင့်လို့လားမသိဘူးအော် sorry sorry တပွဲကြုံတယ်ပေးရမယ်ဟာကိုဟိုရှေ့တစ်ဖက်ပေးမယ်ရှေ့တစ်ဖက်ပေးမယ်ရှေ့တစ်ဖက်ပေးမယ်ဆိုပြီးတော့နောက်ကြာလာတော့မှလေအရန်အဲ့လိုရန်ဖြစ်တယ်လို့ပြောပြီးတော့တောင်းတော့မှကျွန်တော်လည်းလိုချင်တယ်လေဒီလိုလဲကိုပင်မခံပြီးတော့လှုပ်ထားတယ်ပွဲဆိုဘဝမှာပတ်စံလာချင်းပြန်မပေးလဲဒိတ်ခေါင်းနဲ့မရှိဘူးအဲ့ဒါလူနဲ့ဆိုင်မယ်နဲ့ပြပါတယ်တိလားတာဝန်ယူတဲ့သူနဲ့ဆိုင်မှာ เนาะဟုတ်တယ်ရှင်းပြဖို့ဟုတ်တယ်ဒါပေမဲ့လေဒီအလုံးနဲ့ရတဲ့ပတ်စံကိုတော့လေတန်ဖိုးထားတယ်အဲ့လိုလိုချင်တယ်အဲ့အောင်မှာမင်းတို့ငန်းငန်းတက်ဖြစ်နေလားဆိုရင်လည်းအပြောခံလိုက်တယ်အာကြုံမှုတယ်ငါငါးဘွယ်6ဘွယ်လောက်ကြုံမှုတယ်အဲကြုံမှုတယ်ဒီဒီဆယ်စုနှစ်ကြုံပါဆယ်စုနှစ်ကြုံပါလေနော်တကယ်ကြီးငါကျတော့ပွဲပြီးသွားလို့ရှိရင်သူအလုံးရှုံနေမှာဆိုလို့ဆိုရင်ထားခဲ့လိုက်တယ်အမှန်တကယ်ကတော့ပြီးပြတာနဲ့တိတိကျကျယူရမှာလေနော်ဟုတ်တစ်ဖက်ကလည်းအဲ့လို ဟိုအမှုပညာရှင်ပဲဖြစ်ဖြစ် MC ပဲဖြစ်ဖြစ်ပါဝင်တဲ့ဒီလူတွေအကုန်လုံးကိုလေပေးရဖို့ကိုတော့တခါတည်းပြင်ဆင်ထားလို့ပြင်အောင်ကောင်းဆုံးပေါ့ခုနောက်ပိုင်းကျတော့ဟိုပြီးမှ KP နဲ့လွှဲလိုက်တာတော့ပါလို့ဆိုတော့ကျွန်တော်တို့ကျတော့လေပွဲပြီးဝိုင်းရောအော်ခင်မင်းနေတယ်တိနေတယ်ဒါမှမဟုတ်အာကိုရဲ့လိုအားကနေပတ်သက်ပြီးသူတို့ပြီးရင်တော့ရှင်းပေးပါမယ်ဆိုပြီးတော့ပြန်လာမျိုးလေးရှိရပါတော့။ဒါပေမဲ့အဲ့မှာမှနောက်ရက်ကျတော့မှသိရတာတွေအရလို့ဒီ finance ကိုတင်ထားတာမကြလာသေးတာမျိုးလို့ဒါပေမဲ့အဲ့မကြအောင်ဆိုရင်ရက်ကကျတော့လေဟိုတစ်ခါတလေကျရင်တလားတစ်ခါလာနေရှိတယ်ကိုရာသိလားဆိုတော့အဲ့ဒါကျတော့တိတ်အဆင်မပြေဘူးဖြစ်တာပါ မတူရတော့အလိုသွားတောင်းသွားပြန်တောင်းလဲတောင်းစိတ်ဆိုးရောမင်းတို့ကပတ်စံအောင်ကမှတ်တာလားဆိုတော့အလိုစိတ်ဆိုးခါလာရှိတာကျွန်တော်အရင်အဟောပါတယ်အဲဒါပေမဲ့လည်းထားပါထားလိုက်ပါတယ်အဲဒါပေမဲ့အခုအချိန်ထိလုံးလုံးနေလားလုံးနေတဲ့သူတွေနဲ့တော့တော်တော်ဆင်ပြေတော်တော်ဆင်ပြေတယ်ဟိုတဖာမအဲ့လိုမျိုးလေးဖြစ်တယ်ဆိုတာလည်းလေကျုံနှောင်းကျုံကဲကျုံနှောင်းကျုံကဲအမြဲကျုံကဲကိုမှကိုယ်ခေါင်းနေတဲ့သူတွေမဟုတ်ဘူးအစ်အစ်ပေါ့နော်ဂျားပေါ့ဂျားပေါ့ဒါထဲမှာပြောမစို့ဟိုပေါ့ဆုံးပြူပါလာတဲ့သူပေါ့ဂျားပေါ့နဲ့လုံးလုံးကျန်တဲ့ပတ်စံအောင်မပေးလဲကိစ္စမရှိဘူးအဲ့ပတ်စံအောင်ကျွန်တော်မရရအောင်တောင်းတာ အခုထားပါတော့10သိန်းရမယ်ဆိုကျွန်တော်9သိန်းထိမရအောင်တောင်းတယ်။မနာပါဘူး။မရအောင်ဆိုကျွန်တော်တကယ်ချင်းရွှေဆိုင်တွေကိုဖုန်းဆက်လိုက်တယ်။ငါအကျွေးနဲ့အိုက်ရဲ့ယုံလေးဆံမှာသွားတောင်းပေးပါ။အာအာသူတို့သွားတောင်းတယ်။အယူဝါတိတော်မဟုတ်ကျွန်တော်ကလေးလိုပဲကလေးကလားလို့ကျွန်တော်။မရရရဲ့လက်နဲ့ထုတ်တော့လား။အဲ့ဒီမိုးစက်နဲ့အကျွေးကိစ္စများဆိုပြီးတော့ဖြေရှင်းလို့ရတယ်။ဘာမို့ကျန်တဲ့ဟာတော့တကယ်ပြောရအောင်။ဟိုခေါင်းနဲ့မရှိဘူး။ဒီဟာလေးနဲ့လေမောတယ်ပင်ပန်းတယ်အဲ့ပေါ်မှာကျင်းနေတယ် အဲ့ရနေပြီးတော့ပွဲပြီးအချိန်မှာတနေကုန်မယ်နော်တနေကုန်ကိုကြီးအားကြောင့်ဟိုတငယ်ချင်းနှစ်ယောက်ဒီပွဲလေးအမှတ်တရဆိုတာကျွန်တော်တငယ်ချင်းနှစ်ယောက်ပထမဦးဆုံးပထမဦးဆုံးလောရတယ်ပွဲလေးအရန်လည်းပြောပါနှစ်ယောက်ပွဲရတော့ကျွန်တော်တို့ကပို့ပြီးတော့ fan ကြီးဖြစ်တယ်လို့ခံစားရတယ်တကယ်တော့အတိုင်အဖောက်အပြောအဆိုအာသူနဲ့ဆိုလို့ရှိရင်အပြစ်မာတဲ့ဟာ chemistry မင်းရင်တော့အဆင်ပြေတယ်ပြောချင်တာကိုရယ်ပြီးတော့နောက်တက်တာလေပြောမယ်ဆိုရင်တော့ဗောနော်ဟိုနှစ်ယောက်တူတူဆိုတော့တနေကုန်ဆိုတော့အရန်ပြန်မယ်မနက်ကနေညနေထိတောက်လျှောက်ဆိုတော့ဒါပေမဲ့တခုရှိတာအာနှစ်ယောက်